။ဟိုးရင်ထဲကလေကိုကန်းဒီလိုမျိုးစုပေါင်းလို့တဲ့အလူတွေဆိုတော့အများအားဖိနေရှိရရောက်ဖြစ်တယ်ပေါ့နော်။ဒါပေမဲ့အဲဒီနောက်ပိုင်းတော့အလူတွေသိပ်ပြီးတော့ကျွန်တော်မရောက်ဖြစ်ပေမဲ့ဒီနေ့ကတော့ကိုကန်းကလည်းဆက်ဆက်လာပေးပါလို့ထက်ပြီးတော့ဟို ဖိတ်တဲ့ခါကျတော့အော်ဒီတခါတော့သွားပြန်အောင်သွားမယ်ပေါ့နော်။ကျွန်တော်ရဲ့ဒါဘွားရဲ့ပထမအောင်ဆုံးဂျော်ညာဒရိုက်တာဖြစ်လို့ရတဲ့အချိန်မှာမင်းသမီးရထထမို့ဦးမင်းသားကိုခန့်စီသူဆိုပြီးတော့ရိုက်ပေးရတယ်ဒရိုက်တာအနေနဲ့စားလို့ဖို့ကို အဲကျွန်တော်အနေနဲ့လက်မခံရတဲ့အချိန်မှာမတ်ထက်ကနေပြီးတော့ကိုစိန်လေးရိုက်ထက်ရှိတဲ့ထက်ထက်ကိုရိုက်ပြီးဆိုပြီးတော့ပြောတဲ့အချိန်မှာလေအမှန်တိုင်းပြောရရင်အရန်ရင်ခုန်တယ်အဲ့ချိန်တော့ဆိုရင်မတ်ထက်ကလည်းဟိုကျွန်တော်တို့ငွေလေးအကြီးပြင်းခဲ့ခါမှာကြော်ညာပြင်းမကြီးကြော်ညာပြင်းမကြီးကသူကကျွန်တော်ကိုရေယုံကြည်ကြည်နဲ့ဒရိုက်တာဖြစ်ကောင်းတဲ့ဟိတ်တင်ငယ်ကိုရိုက်ဖို့အမအချိန်လာပြီးတဲ့ခါမှာစပြီးတော့ဒရိုက်တာလုပ်ခဲ့တဲ့အချိန်မှာပထမတစ်ရက်ထဲမှာပဲရိုက်ကူးမှုအားလုံး PC ပြီးတော့အောင်မြင်ခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော် အဲကျွန်တော်တော်ညာဒရိုက်တာနေပဲလောကမှာတွန်းပို့ပြီးတော့ကျွန်တော်ကိုကူညီပေးခဲ့တဲ့မတ်ထပ်ကိုရောကိုခန့်စီတို့ရောဒီညနေစုစုအများကြီးတင်ပါတယ်ဒီကနေ့ကိုခန့်စီတို့ရဲ့ကြည့်လို့ဆရာကောင်းတယ်တကယ်မုံမြတ်တဲ့အလှပွဲကြီးမှာပေါ့နော်ကျွန်တော်ဖိတ်ကြားတယ်စုစုအများကြီးတင်ပါတယ်ကိုခန့်ရဲ့ဒီနေ့အလှကိုလာလိုက်တဲ့ချိန်မှာလေပို့ပြီးတော့လေကိုအလုပ်တွေပိုကြိုးစားရမယ်ဆိုတော့စိတ်ကလေးကိုလည်းတွေးမိရပေါ့နော်ဘာဖြစ်လို့ဆိုတော့ ကိုလှူတာတွေကြည့်ပြီးအားကြတာပေါ့အခုဆိုလို့ရှိရင်ဒီမှာသူအလုံငယ်3900တွေလူနန်းတာတွေတွေ့တယ်ပြီးတော့ဒီတကြောင်လုံးမှာရှိတယ်ပေါ့နော်ဓမ္မဝိဟာရဒီကျောင်းတိုက်ကြီးမှာရှိတယ်ယဟန်တန်ဃာတွေကိုရင်တွေစာသင်သားတွေအကုန်လုံးအတွက်ပေါ့နော်ဒီစောစံစိတ်လောင်းလူချင်းနေပြီးတော့ပုံမုံနေသွားပြီးတော့ဗောနောဆောင်းပွဲသွားပြည်တဲ့ခါကျရင်စီးနင်းဖို့အတွက်လိုအပ်တဲ့ခါမှာသွားလာဖို့အတွက်အပားရေ60ဆန်နေဗောနောကန်တာဒီဘတ်ကအစား ကိုခံယူတန်းတာတွေ့ရတယ်မြင်ရတဲ့အခါမှာတကယ်ကိုလိုက်လိုက်လဲလဲတာထုခေါ်ပါတယ်အဲအကိုဒီတမကလူတန်းမှုတွေအများကြီးလုပ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာဘိုးရင်တွေကလေကိုခန့်ဒီလိုမျိုးစုပေါင်းလူတဲ့အလူတွေဆိုတဲ့အများအမ်းဖိလေးစီရရောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲဒီနောက်ပိုင်းတော့အလူတွေသိပ်ပြီးတော့ကျွန်တော်မရောက်ဖြစ်ပေမဲ့ဒီနေ့ကတော့ကိုခန့်ကလည်းဆက်ဆက်လာပေးပါလို့ထပ်ပြီးတော့ဟိုဖိတ်တဲ့ခါကျတော့ဒီတစ်ခါတော့သွားပြန်အောင်သွားမယ်ပေါ့နော်အထူးတပြည့်ဒီနေ့မှဆိုလို့ရှိရင် ဒီညမလေးပေါ့နော်စူရတဲ့ညမလေးအတွက်လည်းဒါအလူငွေလေးနဲ့တူတန်းပေးခြင်းနဲ့ဆိုရဲရွေချက်လေးနဲ့လည်းလာဖြစ်တာပါဟုတ်ကိုကန်းနဲ့အမတ်တရားလို့ပြောမှန်းဆိုလို့ရှိရင်တော့လေအမမရရပေါ့2010 17လောက်ကဖြစ်နေပဲအဲ့ဒါပါလဲဆိုတော့မထက်နဲ့ပထမအဦးဆုံးကျွန်တော်ကြော်ညာစတင်ရရတဲ့အချိန်မှာကျွန်တော်ရဲ့ဒါဘွားရဲ့ပထမအဦးဆုံးကြော်ညာဒရိုက်တာဖြစ်လောက်ရတဲ့အချိန်မှာ မင်းသမီးရထထမိုးဦးမင်းသားကိုခန့်စီသူဆိုပြီးတော့ရိုက်ပေးရတဲ့ကောင်းတဲ့ဟင်တင်ငန်းကြော်ညာပေါ့အဲ့ဒီတင်ငန်းကြော်ညာမှာကိုခန့်ကတရုတ်ဆောင်ပြင်ရိုက်ကူးပေးခဲ့တယ်အဲ့ဒါကျွန်တော်ဘွားအတွက်ပထမဆုံးအဲကိုခန့်နဲ့ဘယ်တော့မှမမေ့နိုင်တဲ့အလုပ်တူတွဲလုပ်ခဲ့ရတဲ့ဒီကိစ္စလေးပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲအခုနောက်ပိုင်းလဲတောက်လျှောက်ကြော်ညာတွေကိုကျွန်တော်ရိုက်ကူးပေးဖြစ်တဲ့အခါမှာဒီအစမှတည်းကတကယ်ကို ကိုခန်းတို့မထက်တုံးနဲ့ရိုက်ခဲ့တဲ့အခါကျနောက်ဘသူနဲ့ပဲရိုက်ရိုက်ကိုစိတ်ထဲမှာဟိုစိုးရင်စီတွေမရှိတော့ဘောနော်အဲ့ချိန်မှာဆိုလို့ရှိရင် writer အနေနဲ့စာလုပ်ဖို့ကိုအဲကျွန်တော်အနေနဲ့လက်မခံရတဲ့အချိန်မှာမထက်ကနေပြီးတော့ကိုစိန်လေးရိုက်ထက်ရှိတဲ့တစ်ထက်ကိုရိုက်ပေးဆိုပြီးတော့ပြောတဲ့အချိန်မှာလေး အမှန်တိုင်းပြောရင်အရန်ရင်ခုန်တယ်အဲ့ချိန်တော့ဆိုရင်မထက်ကလည်းဟိုကျွန်တော်တို့ငွေလေးအကြီးပြင်းခဲ့ခါမှာကြော်ညာပြင်းမကြီးကြော်ညာပြင်းမကြီးကသူကကျွန်တော်ကိုရေယုံကြည်ကြီးနဲ့ဒရိုက်တာအဖြစ်ကောင်းတဲ့ဟိတင်ငယ်ကိုရိုက်ဖို့အမကချိန်လာပြီးရဲ့ခါမှာအမနဲ့ကမောင်နှမလိုနေနေတော့မစိမ့်ဘူးမရှင်ရအောင်ဆိုပေမဲ့လေသူနဲ့တွေ့ရင်မှာကိုခန့်စီသူဆိုတဲ့အချိန်မှာတော့ဖြစ်ပါမလားအဲ့ချိန်တော့တော့ဟိုအရန်စိုးရင်ကလွန်ခဲ့တဲ့16နှစ်15နှစ်တော့ကိုလည်းငယ်သေးတဲ့အချိန်ဆိုတော့လေဒါမဲ့အဲ့ချိန်မှာစိတ်ကိုကူးလိုက်တယ်ရိုက် ရိုက်မယ်ဒါကိုအခွင့်အရေးပေးတာရအောင်ရိုက်မယ်အကေးများကိုလောက်တာကင်တာလို့ access ရှိသွားလို့ကြောညာတရက်ထက်မပြီးလို့နောက်တရက်ထက်ပြီးရိုက်ရမယ်ဆိုရင်လေအဲ့နောက်တရက်စာကုန်ကြမဲ့မင်းသမီးမင်းသားကြီးတွေကျန်တဲ့ဇေယိစကားအကောင်လုံးကို8 site ပြီးတော့နောက်တရက်ပြန်ရိုက်မယ်ဆိုရင်စိတ်မျိုးနေပေါ့နော်ကြောညာစပြီးတော့ driver လောက်ခဲ့တဲ့ချိန်မှာပထမတရက်ထဲမှာပဲရိုက်ကူးမှုအလုံး PC ပြီးတော့အောင်မြင်ခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်အဲကျွန်တော်ကြောညာ driver နဲ့ပဲလောကမှာ တွန်းပို့ပြီးတော့ကျွန်တော်ကိုကူညီပေးခဲ့တဲ့မထက်ကိုရောကိုခန့်စီပြီးတော့ဒီညနေစုစုများကြီးတင်ပါတယ်အဲ့ချိန်မှာကိုခန့်ကအရန်အောင်မြင်နေပြီးအကယ်ဒမီတွေရပြီးနေပြီပေါ့နော်ဟိုတော်တော်လေးကိုကားရိုက်တဲ့အရန်ရိုက်နေရတဲ့အချိန်ပေါ့နော်အဲ့ချိန်မှာတည်းကရင်းနှီးခဲ့တာဆိုတော့အခုဆိုလို့ရှင်တော့အကိုနဲ့ရင်းနှီးခဲ့ညပောင်းလည်းမနေတော့ပါဟုတ်ကိုခန့်စီသူကသူ့မှာတော်တဲ့အခြေအနေတွေအများကြီးရှိရပေါ့နော်ဒီနေ့ဆိုလို့ရှင်လည်းအလှူကြီးတစ်ခုလုံးကို သူတယောက်တည်းပဲစီမံနေတာတွေ့ရတာပေါ့နော်တယောက်ကိုမှသူမလင်ဟင်းစေရအောင်သူဖိတ်ထားတဲ့လုပ်ငန်းရှင်တွေအမှုပညာရှင်တွေဧည့်သည်တွေအားလုံးကိုကိုခန့်ကအကွက်စီနေအောင်လုပ်ပေးနေတယ်အဲ့ဒီအတွက်ကြောင့်မို့လို့လည်းဒါဒီနေ့ဒီချိန်ကြီးအောင်မြင်နေတဲ့အမှုပညာရှင်တယောက်ဖြစ်တာကိုလည်းတွေ့ရတယ်နောက်တစ်ခုကသူကစည်းဝါးရှာတာတခုတည်းမဟုတ်ပဲနဲ့အမြဲတမ်းအလူရည်ဆက်လက်နက်မကွာလှူနေတဲ့ဒီလေးစားရတဲ့ပုံကိုတူပေါ့နော်အဲ့ဒါကိုကြည့်ချင်းအားဖြင့်ကျွန်တော်တို့ဒါ ပို့ပြီးတော့အတူယူရတာကကြတော့သူဒီဓာမီဖောက်ကိုရှည်တန်းတင်တယ်ဒီနေ့ဆိုလဲကွယ်လွန်သွားတဲ့ကိုဖဲရဲ့ဖခင်အတွက်လည်းရည်စူးပြီးရောပေါ့နော်အလူတန်းတွေလုတ်တယ်ပြီးတော့ကိုဖဲရဲ့မေမေကိုလည်းသူဒီအလူပွဲထဲမှာဟိုဦးစားပေးပြီးတော့ပေါ့နော်ဟိုမိဘကိုဖျားတဆုကဲသူကိုကိုွယ်တာလည်းတွေ့ရတယ်ပြီးတော့ဒီလိုလူတန်းမှုတွေကတနေ့မှာတစ်ခါလူတာမျိုးမဟုတ်ပဲနဲ့ကိုခန့်အောင်ကြည့်လိုက်မှဆိုရင်တနေ့မှာဆယ်ခါမကလောက်ရှိမှထင်တယ်သူရဲ့လူတန်းမှုတွေက ဟိုတော်တော်လေးကိုလူနိုင်တန်းနိုင်တာတွေ့ရတဲ့ကြောင့်မို့လို့ဒီထက်မကလူနိုင်ပါစေလို့လည်းအကိုဆူတောင်းပေးပါတယ်ဟုတ်ကိုခန့်ဆိုတာအားလုံးချစ်ပြီးသားပါမြန်မာပြည်မှာရှိနေတဲ့ကိုခန့်ရုပ်ရှင်တွေကိုကြည့်ပြီးတော့ကြည်ပင်းခဲ့ရတဲ့ပရိသတ်တွေထဲမှာကျွန်တော်လည်းပါဝင်ခဲ့တာဆိုတော့ကိုလေးစားရတဲ့ချစ်ခင်ရတဲ့အကိုအသက်ရှင်ကျန်းမာပြီးတော့အလူတန်းတွေဒီထက်မကပို့မို့ပြီးတော့လူတန်းနိုင်ပါစေလို့ဆူတောင်းပေးလိုက်ပါခင်ဗျာ